္ဂလာပါရှင်။အောက်တိုဘာလ22ရက်နေ့အတွက်တန်လွင်ထမ်းရဲ့နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။တန်လွင်ထမ်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထမ်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပါပါရှင်။ဒီကနေ့နေ့လယ်ပိုင်းမှာထုတ်လွှင့်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ မန္တလေးတိုင်းမိုးကုံမြို့ရှိဖူဆယ်ဘောလုံးကွင်းမှာစစ်ကောင်ရှင်တပ်ရဲ့လေကြောင်းဘုံးကျဲတိုက်ခိုက်မှုကြောင့်ကလင်းငယ်၃ဦးသေဆုံးပြီး၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်မြို့သားလွတ်မြောက်ရေးတပ်မတော် TNL ကထုတ်ပြန်ထားပါတယ်။မနေ့အောက်တိုဘာလ28ရက်နေ့ညနေ3နာရီအချိန်လောက်မှာမိုးကုံမြို့နယ်ကန့်တော်ရက်ကွက်မှာရှိတဲ့ကန့်၃လုံးဖူဆယ်ကွင်းကိုစစ်ကောင်ရှင်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter လေယာဉ်နဲ့ပေါင်150ဘုံးနှလုံးလာရောက်ကျဲချသွားခဲ့တာပါ။ ပုံကျဲတိုက်ခတ်မှုကြောင့်ကန့်တော်ရက်ွက်ရှိအသက်6နှစ်အရွယ်မခုတာအသက်10နှစ်အရွယ်မချရှိနဲ့အသက်12နှစ်အရွယ်မမွန်သူတို့၃ဦးထိမှန်သေးဆုံးခဲ့ပြီးကလင်းငယ်အပါဝင်အယက်သားပြည်သူ12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကပြောဆိုထားပါတယ်။ဒါပြင်ဘုံကွဲမှုတွင်အယက်သားနေအိမ်၁၁လုံးနဲ့ဖူးဆဲဘလုံးကွင်းတွင်ထိမှန်ပျက်စီးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်ရှင်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်ရှင်ရဲ့ဖုံးကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်မှုစည်ရေးတည်ရှိကြဖို့နဲ့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာဆောင်ရွက်ကြဖို့ TNL ကတိုက်တွန်းထားပါတယ်။အခုလအောက်တိုဘာ၁ရက်နေ့ကနေ၂၀ရက်နေ့အထိတန်အန်းပြည်နယ်အတွင်းထဲမှာရှိတဲ့မန်တုံ၊ကြောင်မဲ၊တီဘော၊မိုင်းငော့၊မိုင်းလုံး၊နန်းဆန်၊နမတူ၊မိုးမိတ်နဲ့မိုးကုန်းမြို့နယ်တို့မှာစစ်ကောင်ရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာထိခိုက်ဒေဆုံးမှုတွေပုံမှန်မြင့်တက်လာပါတယ်။ မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကောင်စီကျင်းပပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြန်မှုအတွက်ကိုယ်စားလှယ်254ဦးရှိတယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ရွေးကောက်ပွဲဝင်ပြိုင်မှုတိုင်းသာစီလုံးညီညွတ်ရေးပါတီပိုးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီပြည်ထောင်စုချမ်းခါရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီပြည်သူပါတီပြည်သူရှေးဆောင်ပါတီမွန်ညီညွတ်ရေးပါတီ ရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီမြန်မာနိုင်ငံတောင်တူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီတို့ကကိုယ်စားလှယ်အမိစရင်းတွေတင်သွင်းထားတာပါအဲ့ဒီထဲမှာစစ်တပ်ကြောတောင်းနောက်ခံပေးထားတဲ့ပြည်တော်စုချန်းခံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီကမဲဆန္ဒနဲ့45နေရာလုံးမှာရွေးကောက်ပွဲဝင်ပြိုင်မှုအတွက် ကိုယ်စားလှယ်လောက်အမိစရင်းတွေတင်သွင်းထားပါတယ် မွန်နိုင်ငံရေးပါတီဖြစ်တဲ့မွန်ညင်ညွရေးပါတီကမဲဆန္ဒနဲ့နေရာ38နေရာမှာရွေးကောက်ပွဲဝင်ပြိုင်သွားဖို့ရှိနေပြီးဥက္ကုတ်ကိုကြီးဦးဆောင်တဲ့ပြည်သူပါတီကမဲဆန္ဒနဲ့28နေရာမှာရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပါရဲ့ရှင်။ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပြည်သူရှေးဆောင်ပါတီကတော့မဲဆန္ဒနဲ့30နေရာမှာရွေးကောက်ပွဲဝင်ပြိုင်မှာဖြစ်ပြီးကြားပြူပါတီလိုလူသီးများတဲ့ရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်နေရာ73နေရာဝင်ရောက်ရှင်ပြိုင်မှုရှိနေပါတယ်။ တိုင်းနာစီလုံးညညရေးပါတီကကိုစလဲနေရ42နေရအမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီကကိုစလဲနေရ44နေရပိုဝမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ကိုစလဲနေရ10နေရမြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလဲ3နေရတတိပုဂ္ဂလကိုစလဲက2နေရဝင်ရောက်ရှင်ပြိုင်မှာပဲဖြစ်ပါတယ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်ရှင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတင်မှာတော့မွန်ပြည်နယ်ရဲ့ကြိုက်ထိုးတထုံ မော်လမြိုင်ချောင်းဆောင်နဲ့ကြိုင်မျောမြို့နယ်တို့မှာရွေးကောက်ပွဲကျင်းပသွားဖို့ရှိနေပါတယ်ရှင် ချားပြန့်ကိုင်းတကိုင်းကတက်ဖြတ်ပြီးကိုတွင်းအင်ကာတွေကိုမှောင်ခိုဈေးကွက်မှာရောင်းစားပစ်လိုက်တယ်ဆိုတော့ဘယ်လာရုစ်မော်ဒယ်ဟာအလုံးလုံးဖို့ဘန်ကောက်ကိုရောက်လာချိန်မှာမြန်မာနိုင်ငံသို့အတင်းအကျပ်ခေါ်ဆောင်ခံခဲ့ရတာဖြစ်တယ်ဆိုတဲ့သတင်းတွေကိုထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကညှင်းဆိုလိုက်ပါတယ်။အဲ့ဒီသတင်းကိုရုရှားသတင်းဌာနမာရှ်ကအရင်ဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက် Daily Mail နဲ့ The Sun သတင်းဌာနတို့ကဆက်လက်ဖော်ပြခဲ့ကြပြီးပြီးခဲ့တဲ့သတင်းဘက်ကလူမှုမီဒီယာတွေမှာလူအများဝေမျှဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ အသက်26နှစ်အရွယ် Vera Krasova ဟာဘန်ကောက်မှာမော်ဒယ်အလုပ်အတွက်အင်တာဗျူးဖို့စက်တင်ဘာလက Belarus ကနေထိုင်းကိုရောက်လာခဲ့တယ်လို့အိတ်တရင်းတွေမှာဖော်ပြထားပါတယ်။အိနာသူ့ကိုမြန်မာနိုင်ငံသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အကြမ်းဖက်လုပ်ငန်းမှာကြီးကျွံတယောက်လို့အလုပ်စီခိုင်းခံခဲ့ရတယ်လို့သတင်းတွေမှာဖော်ပြပါတယ်။ သူ့ရဲ့အလုပ်တာဝန်ကတော့အမြင့်လှပနေအောင်နေရမှာဖြစ်ပြီးအလုပ်ရှင်အတွက်အမှုတော်ထမ်းရင်းကဘာတွင်းကလူချမ်းသာတွေကိုလိန်လေပြီးတော့ငွေတောင်းယူပေးရမှာဖြစ်တယ်လို့ March တင်းဌာနကဖော်ပြပါရယ် Crossover ဟာခိုင်းတဲ့အတိုင်းငွေတွေမရှာပေးနိုင်တော့တဲ့အချိန်မှာကြားဖြန့်လုပ်ငန်းကနှင်းမှန်းနှိမ့်ဆက်တက်ပြတ်ပြီးတော့သူ့ရဲ့ကိုရင်းအင်ကာတွေကိုမှောက်ကိုဈေးကွက်မှာရောင်းစားပြစ်လိုက်တယ်လို့အဲ့ဒီတင်းမှာဖော်ပြခဲ့တာပါသူရဲ့လောင်းကိုပြန်လိုချင်ရင်ဒေါ်လာ9သိန်းပေးရမယ်လို့သူ့မိသားစုစီကိုကြားဖြန့်လုပ်ငန်းကပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့မိသားစုကငွေမပေးနိုင်ဘူးလို့ပြောလိုက်တဲ့အချိန်မှာတော့သူ့လောင်းကို ဒကြိုလိုက်ပြီလို့ကြားဖြန့်လုပ်ငန်းကအကြောင်းကြားလာခဲ့ပါတယ်။အဲ့ဖြစ်ရဟာမြန်မာနိုင်ငံမြောက်ပိုင်းတနင်္ဂနွေမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြပြီးတော့အသေးစိတ်ကိုတော့မဖော်ပြပါဘူး။ဘန်ကောက်မှာသူပ္ပတူတွေနဲ့တွေ့ခဲ့တယ်လေ။မော်ဒယ်အလုပ်ရောလုပ်ခဲ့သလားဆိုတဲ့အသေးစိတ်အခြေအနေကိုလည်းမသိရပါဘူး။ထိုင်းနိုင်ငံရဲ့ဘယ်နေရာကနေသူ့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းသတင်းတွေမှာအသေးချာဖော်ပြထားတာမရှိပါဘူး။ Crossover ဟာထိုင်းကနေမြန်မာနိုင်ငံတဲကိုပြန်ပေးဆွဲခေါ်ဆောင်ခံရတာမဟုတ်ဘူးဆိုတာကိုစုံစမ်းစစ်ဆေးမှုတွေကဖော်ပြနေတယ်လို့ထိုင်းလူဝင်မှုကြီးကြပ်ရေးပြောဆိုခွင့်ရှိသူရဲမှုချုပ်ချိုအန်ဂရမ်က အော်တိုဘန်၂၁ရက်မှာပြောပါရယ်သူဟာစက်တင်ဘာ၁၄ရက်ကတူဝနာဘူမီလေဆေးကိုရောက်လာပြီးတော့စက်တင်ဘာ၂၀ရက်မနက်9:00နာရီမိနစ်20ကအထိုင်းလီချောင်းလိုင်း TG 301လီချောင်းခီးစဉ်နဲ့ရန်ကုန်ကိုထွက်သွားခဲ့တယ်လို့ရဲမှုကြီးကပြောပါရယ်သူဟာထိုင်းလောက်ကစစ်ဆေးဂိတ်ကိုကိုယ်တိုင်ဖြတ်တန်းထွက်ခွာသွားတာဖြစ်ပြီးတော့တယောက်ယောက်ကဖမ်းဆီးအချက်ကင်ခေါ်ဆောင်သွားတဲ့ပုံစံမျိုးမတွေ့ရကြောင်းလုံခြုံရေးကင်မရာပုံရိပ်တွေမှာမြင်တွေ့ရပါရယ်သူသက်ပြက်ခံရတဲ့ဖြစ်ရဟာထိုင်းနိုင်ငံပြင်ပမှာဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက်ထိုင်းရဲ့တပ်ဖွဲ့ကမသိရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်တဲ့ကိစ္စဟာမိမိတို့နဲ့ပတ်သက်မှုမရှိဘူးလို့ရဲမှူးကြီးကပြောထားပါဗျာ။ ယူကရိန်းမှာချက်ချင်းအပြည့်ခတ်ရဲ့ရှဲရီမော်စကိုကညင်းဆိုခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတလာဒီမာပူတင်ကြားတွေ့ဆုံဆွေးနွေးမဲ့အစီအစဉ်ကိုဆိုင်းငံ့ထားလိုက်ကြောင်းအရာရှိတွေကအော်တိုဘာလ22ရက်မှာပြောလိုက်ပါတယ်။ တမရပူတင်နဲ့တမရထရန်တို့ကြားများမကြခင်တွေ့ဆုံမဲ့အစီအစဉ်မရှိသေးဘူးလို့အင်ပြူရောအကြီးတန်းအရာရှိတဦးကရိုက်တာသတင်းဌာနကိုပြောပါရယ်အခုသတင်းဘတ်ဘူဒဘက်မြို့မှာတမရနှစ်ဦးလူကိုယ်တိုင်တွေ့ဆုံရေးစီစဉ်ထားတာကိုအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုနဲ့ရုရှားနိုင်ငံသားရေးဝန်ကြီးဆာဂျီလက်ဘရော့တို့ကန့်ကွက်ခဲ့ကြတယ်လို့ဆိုပါရယ်ငင်းချင်းရဲ့အတွက်ရှေ့ဆက်ကြိုးပမ်းနိုင်ရီဟန်ဂေရီမှာပူတင်နဲ့တွေ့ဆုံသွားမယ်လို့ထရန့်ကပြီးခဲ့တဲ့သတင်းပတ်မှာပြောကြားခဲ့တာပါ။ ဒါပေမဲ့မော်စကိုကလိုက်လျောခွင့်ပြုတာတွေလို့ပုံညင်းစုံနေရကြောင့်ကြိုတင်ပြင်ဆင်မှုတွေရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။အပြစ်အခက်ရဆဲမှုမစတင်ခင်ယူကရိန်းအနေနဲ့နယ်မြေတွေပို့ပြီးလက်လွတ်ပေးဖို့လိုတယ်လို့ရုရှားကတောင်းဆိုခဲ့ပါတယ်။ ရုရှားကလူဟန်စ်ဒေတာတစ်ခုလုံးဒွန်နက်စ်ဒေတာရဲ့85ရာခိုင်နှုန်းအပါအဝင်ဒွန်ဘက်စ်ဒေတာကိုရာနှုန်းပြီးထိန်းချုပ်ခွင့်ရရည်တောင်းဆိုထားတဲ့အလို့သဘောစာတစောင်ကိုဝါရှင်တန်စီပေးပို့ခဲ့တယ်လို့အမေရိကန်အရာရှိနှစ်ဦးအဲ့ဒီကိစ္စနဲ့နှီးဆက်တဲ့တခြားသတင်းရင်းမြစ်နှစ်ခုကပြောပါတယ် လက်ရှိရှိတဲ့ဆင်းမြင်းနာတွေမှာအပြစ်ခတ်ရက်စဲရေး Trump ကအဆိုပြုထားတာကိုရုရှားကပယ်ချကြောင်းအဲ့ဒီစာရွက်စာတမ်းတွေမှာဖော်ပြထားတယ်လို့သိရပါတယ်။ရုရှားဟာလူစင်နာတွေများလုံးနေပြီလို့ထင်ကြောင်းအကြီးအကဲဥရောပတန်တမန်တဦးကပြောပါတယ်။ဆွေးနွေးမှုတွေစတင်နိုင်ရင်လက်ရှိရှိတဲ့ဆင်းမြင်းနာတွေရဲ့အနေအထားအတိုင်းအပြစ်ခတ်ရက်ရေးမော်စကိုအပေါ်ဆက်လက်ဖိအားပေးဖို့ဥရောပခေါင်းဆောင်တွေကဝါရှင်တန်ကိုအော်တိုဘားလ22ရက်ကတိုက်တွန်းခဲ့ပါတယ်။ နေတိုးအဖွဲ့အတွင်းရင်းမှုချုပ်မရူတီဟာအော်တိုဘာလ22ရက်ကဝါရှင်တန်သို့ရောက်ရှိလာပြီးထရန့်နဲ့ဆွေးနွေးသွားမှာဖြစ်ကြောင်းသတင်းရင်းမြစ်နှစ်ခုကပြောပါရယ်။တနိုင်ငံလက်ရှိနေမြေတွေတည်ယူထားမှုအပေါ်အခြေခံပြီးညှိနှိုင်းအဖြစ်ရှာရေးနဲ့တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ရေးဥရောပရဲ့တညီတညွတ်တဲ့သဘောထားရည်တည်ချက်ကိုနေတိုးအဖွဲ့အတွင်းရင်းမှုချုပ်ရူတီကတင်ပြသွားဖို့ရှိနေတယ်လို့အနောက်တိုင်းရာရှိတအူးကဆိုတာပါ။ ပြီးခဲ့တဲ့သတင်းဘက်ကပူတင်စီဖုန်းနဲ့ဆက်သွယ်ပြီးအိမ်ဖြူရောမှာယူကရိန်းတပ်မတော်ဗလိုဒီမာဇလန်စကီနဲ့လက်ခံတွေ့ဆုံခဲ့တဲ့ထရန့်ကအော်တိုဘာလအတွင်းအလက်စကာမှာပူတင်နဲ့တွေ့ဆုံမှုတစုံတရာအကြောင်းမထူဖြစ်ခဲ့ပြီးနောက်နောက်တစ်ချိန်တွေ့ဆုံနိုင်မှုမျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့တမရနှစ်ဦးအော်တိုဘားလ23ရက်ဘူဒါပက်စ်မြို့မှာတွေ့ဆုံရင်ရူဘီရိုနဲ့လဘရော့စ်တို့ကြိုတင်ပြင်ဆင်ခဲ့ကြပေမဲ့တွေ့ဆုံမဲ့အစီအစဉ်ကိုဆိုင်းငံ့ထားခဲ့ကြပါတယ်။အပြည့်ရဲ့ရေရုရှားကညင်းဆိုလိုက်ပြီးနောက်ထရန့်ကသူ့အနေနဲ့အချိန်ချုံးမဲ့တွေ့ဆုံမှုကိုအလိုမရှိဘူးလို့ပြောပါတယ်။အလေးနဲ့ကြိုတင်ပြင်ဆင်မှုလုပ်ဖို့လိုအပ်ပြီးတွေ့ဆုံမဲ့ရက်ကိုအပိသက်မတတ်မှတ်ရသေးဘူးလို့ခရမလင်နန်းတော်ကပြောပါတယ်။ တမရထရန့်ကရောတမရဘူတင်ကပါတွေးဆုံမဲ့ရဲ့အတိအကျကိုမပြောသေးပဲနားလည်မှုမရှိဖြစ်နေရလို့ခရမလင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကပြောထားပါတယ်။ဒီအတော်အတွင်းယူကရိန်းကဗြိတိန်နိုင်ငံထုတ် Strong Shadow ဒုံးကျည်တွေနဲ့ရုရှားဓာတုစက်ယုံတစ်ခုကိုတိုက်ခိုက်ခဲ့ပြီးရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်ယူကရိန်း Chani Gate မြို့တမြို့လုံးအမှောင်ကျသွားခဲ့ရပါတယ်။ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1924ရက်အတွင်း ကြာဆုံးသူနဲ့ဖန်ဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1924ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ9393ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2949ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9310ဦးအထိရှိလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့အာနာသိမ့်မှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှာ200ကျော်ပြန်လည်ထွက်ရထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရဲ့အသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လင်းထိုင်းရဲ့နေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, website, X TikTok နဲ့ Talentar application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။